မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်မှာ35ဒီဂရီဆဲလ်စီယက်65ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ34ဒီဂရီဆဲလ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ36ဒီဂရီဆဲလ်စီယက်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် အပူပန်းမုံတိုင်းဘူအလိုင်းချင်းနေတဲ့အပူပန်းမုံတိုင်းဘူအလိုင်းချင်းနေဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းထွာချက်များအရ BNN နိုင်ငံနဲ့လောင်နိုင်ငံနယ်စပ်ဒေသများကိုဖြတ်ကျော်လျက်ရှိတဲ့အားကောင်းတဲ့အပူပန်းမုံတိုင်းဘူအလိုင်းဟာအပူပန်းမုံတိုင်းဘူအလိုင်းဖြစ်အားရော့သွားခဲ့ပြီးအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့က BNN နိုင်ငံနဲ့လောင်နိုင်ငံနယ်စပ်ဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်။နောက်48နာရီအတွင်းခံမှန်းချက်အစောပိုင်းအပူပန်းမုံတိုင်းဘူအလိုင်းဟာ အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ယူလျက်နိုင်ပြီးဒီကနေ့ညပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်အဖြစ်အာရုံနိုင်ကလာအိုနိုင်ငံကုန်းနှင်းပိုင်းဒေသများကိုဖြတ်ကျော်နိုင်ပြီး30ရက်6လ2025ရက်နေ့မနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကို၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပေးနှိုးဆော်ချက်အစိုးရအပူပိုင်းမုန်တိုင်းဘူအလွိုင်းမှပြတ်ထွက်လာတဲ့တိုင်တန်းများကြောင့်ဒီကနေ့ညနေမှာတရက်ဆယ်လာ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှာနေရာအနှံပြားမိုးတက်ချောင်ရပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကျနေပါတယ်မြမကန်ရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရှမ်းပန်းရံကမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်မုတ်တက်လေပြကြစဉ်ရေပြင်းပြင်းလေးဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းအပြင်မှာ မြမကင်မရာတလျှောက်နဲ့ကန်းလုံပင်လေပြင်းတော့မှဆယ်ပေမှဆက်နှစ်ပေခန့်ရှိနေပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတက်ချုံခြင်းမိုးကြပ်ပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးတွေ့ခြင်းလျှက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာဤမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များဤမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နဲ့ ပြည်ရင်းရေးကြောင်းသွားလာရေးလေးချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာဏမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။ဒီကနေ့ညနေ6နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံအရဖင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်တူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော် ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြတ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းချတဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးတက်ချုံခြင်းမိုးကျွပစ်ခြင်းတရက်ဆင်းလက်ခြင်းနဲ့မိုးတိကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အသင့်အတင်မှတိမ်တိုထက်နေပါတယ်။ ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အောက်မှာမုတ်တုံလေအားအသင့်အတင့်ရှိနေပါတယ်မြန်မာပင်လယ်ပြင်မှာမြဝကျုံပေါ်မော်တမခွေမွန်တနင်္သာရီကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပန်ရန်ကမိုးတက်လေးပြင်းများကြရောက်ပြီးလိုင်းကြည့်ပါမယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို35မိုင်အထိတက်ခတ်နေပါတယ်လိုင်းမြင့်မှာမြဝကျုံပေါ်မော်တမခွေမွန်တနင်္သာရီကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ဆယ်ပေမှဆက်နက်ပေခန့်ရှိနေပါတယ်။ကြံမြမပဲလေပြမလှိုင်းအသင့်အတင်မှလိုက်ကြည့်နေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအိုင်ကို25မိုင်မှမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာရခိုင်ကန်ရုံးတစ်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနေပါတယ်။မနက်ဖြန်မိုးတက်ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကျကျရခိုင်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရဆက်စိတ်နေ AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှိပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံ့အပြားမိုးတက်ချုံရပြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှိပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမိုးကျနေပါတယ် ေပြိုရနဲ့နေတော့မနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှန်ကုန်မြို့နယ်နေတော့မနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ် န္တလေးမြို့နယ်နေတဝိုက်မနက်ဖြန်အတွက်မိုးလေဝသအချိန်တွေခန့်မှန်းချက်မှာလဲနေရွက်ကြားမိုးတက်ချုံရွာပါမယ်။အမြင့်ဆုံးအချိန်မှာ36ဒီဂရီဆဲလ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအချိန်မှာ26ဒီဂရီဆဲလ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြည်တော် ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုတ်ပုံလာပါမယ်။ဘင်္ဂလားပင်လယ်အော်ချိန်နေဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ရင်းတံဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာတရက်စဲလာ2025အနည်းနိုင်လေပြင်းအားနဲ့ရောင်မတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။